္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမှာရှင်ဘကိုးရုံမအပေါ်ကိုတက်လာတဲ့စစ်ကြောင်းကို တက်ခိုင်မှုစက္ကဆ66လောက်ခန့်တရင်မူတူပါဝင်20ကျော်ဟာတည်သွားကမတာအလောင်းတွေကို focusy နဲ့လိုက်ကောက်နေရပါတယ်ရန်ကုန်လေစိတ်မှာ PV နိုင်ငံကူးလက်မှတ်နဲ့ပြပတော့ရောက်သူတွေကိုအထောက်အထားမခိုင်းလုံရင်ပြပထွက်ခွင့်မပြုဘူးလို့စစ်ကောင်စီကထုတ်ပြန်လိုက်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမှာရှင် မဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ဘကိုးတိုင်းလက်ပန်းမြုံနယ်ပိုင်းဘကိုးရုံးမပေါ်ကိုတက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကစက္ကဆ66လောက်ခန့်တရင်မူ2ပါဝင်20ကျော်ဟာထေသွားပြီးစစ်သားမသားအလောင်းတွေကို4ကနစီးနဲ့လိုက်ကောက်နေရတယ်လို့တာရီခန်တရင်38ညနေတရင်နေပြန်ကြားရတော်ဝန်ခံရဲဘော်ဒူးရကပြပြပါရယ်ဩဂတ်စာ29ရက်နေ့ညနေ4နာရီလောက်မှာလက်ပန်းမြုံနယ်ပိုင်းဘကိုးရုံးမပေါ်ကိုတက်လာတဲ့အင်အား100ကျော်ပါတဲ့စစ်ကြောင်းကိုတောင်တန်း မ်းလန်ကြေးရွာအနီးမှာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အပြန်လန်တတိုင်းကြောကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သားတွေဟာအထိနာသွားပြီးရဲ့နောက်မှာစစ်သားတွေဘက်ကလက်နက်ကြီးပစ်ကိုပြင် drone ပစ်ကိုတွေနဲ့တိုက်ခိုက်လာတဲ့အတွက်တော်လဲရဲဘော်တွေဟာပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာတော်လဲရဲဘော်တို့ဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီဘက်ကစက္ကစ66လောက်ခန့်တရင်မှုတူးပါဝင်20ကျော်ဟာတည်သွားပြီးစစ်သားမတ သားအလောင်းတွေကို Falcon နစီးနဲ့လိုက်လံကောက်ယူနေရပြီးစစ်တပ်ရဲ့ drone တစ်စီးကိုလည်းပစ်ချနိုင်ခဲ့လို့သိရပါတယ်ရှင်။ဒီတစ်ခါမှာတော့ရန်ကုန်လေစိတ်မှာ PV နိုင်ငံကူးလက်မှတ်နဲ့ပြပသွားသူတွေကိုတပ်တွေအထောက်အထားမခိုင်းလို့ရင် ပြည်ပထွက်ခွင့်မပြုဘူးလို့စစ်ကောင်စီကဝန်ခံ ထုတ်ပြန်လိုက်ပါတယ်။မနေ့ကပြည်တွင်းသတင်းမီဒီယာတခုရဲ့မေးမြန်းချက်ကိုစစ်ကောင်စီကအခုလိုထုတ်ပြန်ဝန်ခံလာတာလည်းဖြစ်ပါတယ်။ဒါအပြင် PV နိုင်ငံကူးလက်ပါနဲ့ပြည်ပထွက်ခွာမဲ့သူတွေကိုပြည်ထောင်ဝန်ကြီးဌာနသတင်းရက်တက်ဖွဲ့လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရက်တက်ဖွဲ့လေချောင်းရက်တက်ဖွဲ့အလုသမားဝန်ကြီးဌာနတို့ကပူးပေါင်းပါဝင်တဲ့အဖွဲ့နဲ့စစ်စစ်တယ်လို့လည်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ PV နိုင်ငံကူးလက်မှတ်နဲ့အလဲပတ်တွားရောက်မဲ့သူတွေလိုအပ်တဲ့အ ပြန်လည်လက်မှတ်သွားရောက်လက်ပတ်မဲ့နိုင်ငံမှာတဲခုံမဲ့ဟိုတယ်ဘုကင်လုံလောက်တဲ့ငွေကြေးရှိုးမန်းနီးတွေပါရှိမှု ရှိမရှိကိုစစ်စစ်ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်ရန်ကုန်ခေတ်သစ်သတင်းနာကရရှိထားတဲ့သတင်းအချက်လက်တွေအရ ဒူဘိုင်းရဲ့ပါဝင်အရှိလဲပိုင်းနိုင်ငံတွေစင်ကာပူနဲ့မလေးရှားနိုင်ငံတွေကိုတွားရောက်မဲ့သူအများပြားဟာလေဆိပ်ကနေလှည့်ပြန်နေရတယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်ပထမဆုံးအကြိမ်နိုင်ငံကူးလက်မှတ်နဲ့ပြပထွက်ခွာသူတွေကိုလည်းအထောက်အထားဆော်ရွက်စတဲ့နေပြတ်တနိုင်တဲ့အတိုင်းအောင်စစ်ကောင်စီပူပေါင်းအဖွဲ့ကလေဆိပ်မှာလှည့်ပြန်ခိုင်းနေတယ်လို့လည်းသိရပါတယ်။စစ်ကောင်စီကဩဂတ်စ14ရက်နေ့မှာနိုင်ငံကူးလက်မှတ် PV ကိုင်းဆောင်ကပြပကိုတွားရောက်အလုပ်လုပ်ကြိုင်မဲ့သူတွေကိုစီစစ်ပိတ်ပင်မဲ့လို့လည်းတရားဝင်ကြေညာ ထားခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်အသက်23နှစ်ကနေအသက်32နှစ်အတွင်းလူငယ်အမျိုးသားတွေကိုလည်း PJ အလောက်ကန်နိုင်ငံကူလက်မှတ်နဲ့ပြည်ပကိုထွက်ခွာအလုပ်လုပ်ကန်ခွင့်ကိုလည်းစစ်ကောင်စီကပိတ်ပင်ထားတယ်လို့လည်းသိရပါတယ်ရှင်။ ီတစ်ခါမှာတော့တလင်းသာရီတန်းဘိမြုံမှာအုတ်ချုပ်ရည်မှုတွေရဲ့အတင်းအဓမ္မစစ်သားသည်စုဆောင်းခံရသူတို့အလင်းဝင်ရောက်လာခဲ့လို့ဘိခရံအမှတ်1တရင်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်။ဩဂတ်စ26ရက်နေ့မှာ အကြက်ဘက်စစ်ကောင်စီတပ်ရဲ့လက်အောက်ခံရည်မြုံအခြေဆိုင်ခမရ980ခုဟာတပ်သားတို့ဟာပြည်သူ့ကာကွယ်တပ်မတော်ပလော ဒိတ်ခရံအမှတ်တတရင်ထံကိုဆက်သွယ်ပြီးအလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားဟာဗိမ့်မှုဟာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့သူတို့ရဲ့လက်ဝေကံရက်ွက်အုပ်ချုပ်ရေးမှုတွေရဲ့အတင်းအဓမ္မစစ်သားသစ်ဆူဆောင်းခြင်းခံရသူဖြစ်ပြီးပလောမျိုးအခြေဆက်အမှတ်စနစ်တက်မတော်တမ်းမြင့်လေ့ကျင့်ရေးကြောင့် တိုင်းပေါ်စနစ်မှာအခုနှစ်ဧပြီလကနေစတင်ပြီးစစ်နှစ်ပတ်ကြာစစ်တင်နှန်းတက်ရောက်ခဲ့သူဖြစ်တယ်လို့လည်းသိရှိရပါဗါတယ်။အဲဒီလိုအခြေခံစစ်တင်နှန်းတွေတင်ကြားပို့ချပြီးတဲ့နောက်မှာရေးမြို့အခြေဆိုင်ခမရ980ခုကိုဆေလုချင်းခံရတာလည်းဖြစ်ပါတယ်။လလအကြမှာတော့ဘိတ်ခရံအမှတ်1တင်းနဲ့ချိတ်ဆက်နိုင်ခဲ့ပြီးအကြမ်းဖက်စစ်တပ်လက်ကနေရုံးထွက်နိုင်ခဲ့ကာ ပြည်သူရင်ဝင်ကိုအောင်မြင်စွာရောက်ရှိလာခဲ့တာဖြစ်တယ်လို့လည်းဘဲခရံအမှတ်တတရင်ကတာဝန်ရှိသူတို့ကရှင်းပြပါဗါးအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားကိုလက်ရှိအချိန်မှာကောင်းမွန်စွာဆောက်ရှောက်ထားပြီးလိုအပ်တဲ့လုံထုံးလုံနည်းတွေနဲ့အညီဆက်လက်ဆောင်ရွက်ပေးနေတယ်လို့လည်းသိရှိရပါဗါးဒါအပြင် ခမောင်းတော်ကျေးရွာနီးပြည်သူကာကွယ်တပ်တွေရှောင်းတခင်စစ်ဆေးစင်မှာအကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံရဲတအုပ်ကိုလည်းတော်လန်တပ်ဖွဲ့တွေကဖမ်းဆီးရိုက်မိခဲ့ပြီး လိုအပ်တဲ့စစ်ဆေးမှုတွေကို ပြုလုပ်တာအသေးစိတ်အခြေအနေကိုထပ်မံထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ဘဲခရင်အမှတ်တတရင်ကတာဝန်ရှိသူတို့ကပြပြပါရရှင်စကမ်းအတင်းတဘောကိုတင်ဆက်ပေးကြပါရစေ။စကမ်းတိုင်းစကမ်းမြို့နယ်အုံတော်ကျေးရွာမုံရွာမန္တလေးလမ်းဘေးမှာအထိုင်ချတက်ဆွဲထားတဲ့စစ်တပ်စကမ်းကိုလက်နက်ကြီး drone နဲ့တိုက်ခတ်ခဲ့ရမှာအကြမ်းဖက်စစ်သား၁၀ဦးဟာသေသွားခဲ့တယ်လို့ Peacock Drone တင်မြောင်းကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြပြပါရစေ။ ဩဂတ်လ29ရက်နေ့ကအင်အား90လောက်နဲ့တက်ဆွဲထားတဲ့အကျန်းဖတ်တက်စကန်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကလက်လက်ကြီး60မမ2လက်နဲ့ဘုံသီး15လုံး80မမလက်လက်ကြီးနဲ့ဘုံသီး12လုံးရှားထူဝနည်းပညာသော face win drone 4စီးနဲ့ drop ဘုံသီး10လုံးကျဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းအကျန်းဖတ်စစ်သား10ဦးဟာသေသွားတာဖြစ်ပြီးအများပြားဒဏ်ရာရှိခဲ့တယ်လို့လည်းသိရပါတယ်။သူတို့အဲဒီလိုတက်ခတ်ခံရပြီးအသေးများခဲ့တာကိုတရင်အမှောင်ချနိုင်ဖို့အတွက်မုံရွာမန္တလေး င်းလမ်းမိုင်းကိုနှစ်နိုင်ခန့်ကြာပိတ်ပစ်ခဲ့တယ်လို့60မမ40မမဆက်လက်လက်လံငယ်တွေရန်တန်ပစ်ခတ်ခဲ့လို့လည်းသိရပါရရှင်။ပဲခူးတိုင်းတဲ့တဲ့ပုတ်ကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းဂျိုးပင်ကောင်မြို့နယ်မှာပြည်သူတွေကိုပေါ်တာဆွဲဖို့ပြင်ဆင်နေတဲ့အလဲကုန်းရဲစခန်းကအကြမ်းဖက်စစ်ကြောင်းကို တော်လန်တက်တွေကတွားရောက်တိုက်ခတ်ခဲ့လို့တာရီခရံတရင်38တညနဲ့တက်ခွဲ6 Black Dragon GPK PDF ကတာဝန်ရှိသူတို့ကပြပြပါရယ်။ဩဂတ်စ29ရက်နေ့ည8နာရီအချိန်လောက်မှာအလေကုန်းရေစခန်းကိုတွားရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီးတိုက်ခိုက်မှုအတွင်းမှာအပြန်အလှန်ပြစ်ခတ်မှုမိနစ်30ခန့်ကြာမြင့်ခဲ့လို့လည်းသိရှိရပါရယ်။အဲ့ဒီတိုက်ပွဲတွေမှာတော်လိုင်းတပ်ဖွဲ့ကပြစ်ခတ်လိုက်တဲ့ကြည်ထိမှန်က စခန်းအပောက်ဝကအကြက်ဖက်စစ်သားတအူးကလဲကြသွားတာကိုမြင်တွေ့ရပြီးထိခိုက်သေဆုံးသူအရေ အတွက်ကိုစုံစမ်းနေဆဲဖြစ်တယ်လို့လည်းသိရပါဗျ။ပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အကြမ်းဖက်စစ်သားတွေနဲ့စစ်ကောင်စီတောက်တိုင်တွေကိုပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမှာဖြစ်ပြီးပြည်သူတွေအနေနဲ့လည်းသူတို့အနည်းကိုသွာလာနေထိုင်မှု လုံးဝမပြုလုပ်ကြဖို့ကိုလည်းတာရီခန်တရင်383နှစ် တက်ခွန်းနဲ့ Black Dragon GPK PDF ကသတိပေးချက်ထုတ်ပြန်ထားပါရယ်။ကျုပ်ပင်ကောင်မြို့နယ်အတွင်းပြည်သူ50တဲ့မင်းဟာပေါ်တာဆွဲခံခဲ့ရပြီး သူတို့ကိုပေါ်တာဆွဲခဲ့တဲ့အကြက်ဖက်စစ်သားရဲ့အုတ်ချုပ်ရေးမှုနဲ့ဒလန်ရွယ်ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမယ်လို့လဲတာရီခရန်တရင်383ညနဲ့တက်ခွဲ6 Black Dragon GPK PDF ကသတင်းထုတ်ပြန်ကြေညာထားပါရယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့မကွေးတိုင်းမင်းတို့မြို့နယ်ပောက်ကပ်ဖစစ်တနန်းစစ်ပွဲကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေ၃ကျင်းစစ်တပ်ဘုံကျဲတိုက်ခတ်ခဲ့ပြီးမှလည်း PDF ရဲဘော်တွေကထိခိုက်မှုမရှိဘဲစစ်တပ်တန်းသတင်းပေးပို့သူတွေကိုဖော်ထုတ်အရေးယူသွားမယ်လို့မင်းတို့မြို့နယ်ပောက်ကပ်ဖတာဝန်ကကိုပါဟင်းကရန်ကုန်ခေတ်စ်ကိုပြပြပါရတယ်။ဩဂတ်စာ၂၈ရက်နေ့မနက်9:00နာရီအချိန်မှာ မင်းတို့မြို့နယ်ပကဖရဲ့အခြေခံစစ်ပညာသင်တန်းစင်အပတ်စဉ်တသင်တန်းစင်ပွဲအခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီးနနက်9နိုင်ခန့်မှာသင်တန်းစင်ပွဲအခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့လို့လည်းသိရပါဗါတယ်။အဲဒီသင်တန်းစင်ပြီးလို့အကြက်ပဲစစ်တပ်က Jet Fighter နဲ့၃ချိန်ဇက်တက်လေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုတိုက်ခတ်ခံရပေမဲ့လည်းပြည်သူ့ကာကွယ်ရေးဘော်တွေဘက်ကအထီးအခိုက်မရှိခဲ့ဘူးလို့လည်းသိရပါဗါတယ်။ဒီလိုတိုက်ခတ်ခံရတာဟာသတင်းပေးသူတွေရှိနေလို့ဖြစ်ပြီးအထီးအကျသတင်းမရတာကြ တနန်းစင်မွဲပြည်မှာဘုံကျဲတက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါးအဲ့ဒါကြောင့်တရင်ပေးဒလန်ကိုဖော်ထုတ်ရေးယူသွားမှာဖြစ်တယ်လို့ဒလန်ရှင်းလင်းရေးကိုလည်းဆက်လက်လှုပ်ဆောင်နေတယ်လို့လည်းမင်းတို့မြို့နယ်ပကပတာဝန်ကကိုပါဟင်းကရန်ကုန်ခေတ်စ်ကို ပြပြပါဗါးမကွေးတိုင်းမင်းတို့မြို့နယ်မှာစစ်ကောင်စီတပ်တွေကမြို့ပေါ်ကိုသာစုံမနိုင်ပြီးမင်းတို့မြို့ပေါ်ပြင်ပကြေးရွာတွေကို PDF တွေနဲ့တော်လန်တပ်တွေကစုံမထားတယ်လို့လည်းသိရပါဗါးရှယ် ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကြည့်ကြည့်တပါရှင်ကျွန်မများပါ